နံပါတ်၁အချက်ကအမတို့စီးပွားရေးလုပ်နေကြတယ်ရုံးကန်နေကြတဲ့အရွယ်ပေါ့အဲလုံးရုံးကန်နေကြတဲ့အရွယ်ထဲမှာဒီလူလက်ပိုင်းတော်တော်များများအရင်အောင်မြင်တဲ့ percentage ထဲမှာမပါသေးဘူးအဲနံပါတ်၁အချက်ပေါ့နော်နံပါတ်၂အချက်ကကြတော့ဘာလဲဆိုတော့ကိုယ့်ရဲ့မိသားစုမှာရှိကိုယ့်ရဲ့အဖေနဲ့အမေပေါ့ကိုယ့်ရဲ့အဖေနဲ့အမေကလည်းအသက်တဖြည်းဖြည်းကြီးလာတာဖြစ်တဲ့အတွက်ကြောင့်မို့သူတို့လည်းစောင့်ရှောက်ဖို့ဆိုတာကိုယ့်ရဲ့စီမံကတာဝန်ရဖြစ်လာတဲ့အရွယ်အမှန်တမ်းပြောရရင်စိတ်ဖိအားစိတ်ဖိစီးမှုကြီးအရန်များနေတဲ့အရွယ်ဖြစ်နေရပါတယ် Dioskin Yoglot. မင်္ဂလာပါညီမနာမည်ကတော့မတ်ထန်နန္ဒာဆိုလို့ခေါ်ပါတယ်။အာလူတော်တော်များများကတော့ညီမကိုမတ်ဂျူဂျူဆိုလို့သိကြရတယ်ပေါ့နော်။အဲညီမကတော့ JPP Hacking Services မှာညီမ Director အနေနဲ့တာဝန်ထမ်းဆောင်နေပြီးတော့ညီမ AIA မြန်မာမှာတော့ Financial Services အာ Associate Director အနေနဲ့တာဝန်ထမ်းဆောင်နေပါတယ်ရှင်။ အမအားတို့ GPP healthcare services ကိုစခဲ့တာက2013ခုနှစ်လောက်ထရစခဲ့တာပေါ့နော်အ2013ခုနှစ်လောက်ထရစခဲ့တယ်စခဲ့တဲ့အချိန်မှာအမမှာအနိုင်ငံခြားကိုဆေးသွားကုတဲ့အလူနာတွေအများကြီးပေါ့နော်အများကြီးထဲမှာမှာ2016 18လောက်မှာအမကိုအမရဲ့လူနာတော်တော်များများက customer တော်တော်များများအမကို အဲဂျူဂျူရေနိုင်ငံသားမှာဆိုရင်တော့အာမခံနဲ့ပတ်သက်တဲ့ကောင်တာလေးတစ်ခုရှိတယ်ဒီကောင်တာလေးမှာအဲကပ်ပြားလေးပြလိုက်တာနဲ့သူတို့ပတ်စံဆင်းရှင်းစရာမလိုဘူးပြန်လို့ရတယ်ဆိုရဟာမျိုးလေးကိုပြောလာတယ်ပြောလာတော့အမကိုဒီကျမကြီးအာမခံနဲ့ပတ်သက်ပြီးတော့သူတို့အာရှာခိုင်းတယ်ပေါ့ငါတုံးကျင်တယ်ဆိုပြီးရှာခိုင်းတော့အမ2016 19လောက်မှာအမဒီအာမခံနဲ့ပတ်သက်ပြီးတော့အမစပြီးလေ့လာတယ်ပေါ့နော်ဒီအဓိကကတော့ကိုယ့်ရဲ့ customer တွေအတွက်ပါပဲ လေ့လာတဲ့အချိန်မှာအမကိုယ့်ရဲ့ customer တွေအတွက်ကအာပြီးတော့ကိုယ့်အတွက်ကောပေါ့နော်အရန်ခိုင်ပါတဲ့အာ product မျိုးအမမတွေ့ခဲ့ဘူး အာကံကောင်းကျင်တော့2019ခုနှစ်မှာ AI မြန်မာနိုင်ငံကိုစရောက်လာတဲ့အချိန်မှာအမစပြီးတော့ AI ကိုတွေ့တယ် AI ကလည်းမြန်မာနိုင်ငံမှာတရားဝင်အာစပြီးတော့ဟို license နဲ့အလုပ်လုပ်လာတယ်ဆိုတာတွေ့တဲ့အခါကျတော့အမ AI နဲ့အိမ်မှာစပြီးတော့လက်တွဲဖြစ်သွားတယ်ဆိုတော့အဓိကအကြောင်းရင်းကတော့အမရဲ့ client တွေအတွက်ကိုအမကူညီပေးရင်းနဲ့ဒီ industry ကိုစပြီးတော့ရောက်ရှိခဲ့တာပါ အာမတူညီတဲ့ challenges တွေထက်ကို အမကအဲဘယ် challenge ကိုပြောချင်လဲဆိုတော့အမတို့ဒီ medical tourism ကကြတော့အမ2013နှစ်ကလောက်ခတ်လောက်ခဲ့တဲ့အလုပ်ဖြစ်တဲ့အတွက်ကြောင့်မလို့အမအတွက်ကအာအရင်ခက်ခဲမှုကတော့မရှိဘူး covid ကာလမှာတော့အမတို့အာခက်ခဲမှုတွေအရင်ရင်ဆိုင်ရတယ်အဲ့ဒါဘာလဲဆိုတော့အမတို့က tourism sector မှာပါတာဖြစ်တဲ့အတွက်ကြောင့်မလို့လေယာဉ်ကွင်းတွေပိတ်တယ်ပြီးတော့ travel restriction တွေရှိလာတဲ့အတွက်ကြောင့်အမတို့ income က နှစ်နှစ်လောက်ထိကိုအမတို့0ထိဖြစ်သွားတယ်ပေါ့နော်0ထိဖြစ်သွားတဲ့အချိန်မှာအမကလည်းဒီဘက်မှာ life insurance နဲ့ပတ်သက်တဲ့ career တစ်ခုကိုစနေရဖြစ်တဲ့အတွက်ကြောင့်မို့အမအတွက်ကတော့အဲဒီဘက်မှာ income 0ဖြစ်သွားပေမဲ့ဒီဘက်က career ကိုအမအာစပြီးတော့ဟိုနှစ်နှစ်ကာကဝင်ပြီးတော့အဲလုပ်ခဲ့တယ်ပေါ့နော်ဆိုတော့အဓိကတွေ့ကြုံခဲ့ရတဲ့ challenge ကတော့အမဒီ life insurance industry ကမြန်မာနိုင်ငံမှာ အရန်ကိုနှုတ်နယ်သေးတယ်ပြီးတော့ baby stage ပဲဖြစ်တဲ့ industry ဖြစ်တဲ့အတွက်ကြောင့်မလို့အာဥဆောင်တော့ကလည်းကိုပဲစွန့်စားရတဲ့သူကလည်းကိုပဲပြီးတော့တင်ပြပေးမဲ့သူကဆိုတာလည်းကိုကိုကိုတိုင်းပဲဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံမှာဒီ life insurance industry နဲ့ပတ်သက်ပြီးတော့ experience မြင့်ပြီးတော့တင်ကြားပေးမဲ့သူဆိုတာကအရန်ကိုရှားတယ်ရှားခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့အာကိုရီကအာဒီ ဒီ industry မှာတကယ်ကိုဥဆောင်နေရတဲ့ဆွတ်စားကြရတဲ့ pioneer တွေပဲပြောလို့ရတာပေါ့เนาะအာဒါပေမဲ့အမတို့ရဲ့မှာအတားကြက်လေးတစ်ခုရှိပါတယ်။ဘာကြောင့်လဲဆိုတော့အမတို့ကအာအရန်ဆော့တဲ့ market မှာဒီအလုပ်ကိုဝင်ပြီးတော့လောက်တာဖြစ်တဲ့အတွက်ကြောင့်မို့ဒီနောက်မှလုပ်မဲ့သူတွေထက်ပိုပြီးတော့ opportunities တွေများမယ် chances တွေပိုပြီးတော့ရမယ်လို့အမထင်ပါတယ်။အမရဲ့အတွေ့အကြုံအရပေါ့အမအသက်20ကျော်မှာလည်းစပြီးတော့စီးပွားရေးလုပ်တယ်ပေါ့နော်။ အမအတွေ့အကြုံရတော့အသက်အရွယ်လို့လည်းအမပြောရမယ်။ အာဘာကြောင့်လဲဆိုတော့အမအသက်20ဆွန်ဆွန်ဝင်းကျင်အလုံးစားလုပ်ခဲ့တဲ့ပုံနဲ့အခုအသက်30ကျော်အစားအလုံးစားလုပ်တဲ့ပုံနဲ့မတူဘူးပေါ့နော်အလုံးလုပ်ခဲ့ရတယ်မတူဘူး။ဘာကြောင့်လဲဆိုတော့အဲရင့်ကျက်မှုအရာရော experience အရာရောကအမတို့ယုံကြည်မှုဆိုတာကွာသွားတယ်။အသက်20ကျော်အရွယ်ကိုလူကြီးတွေ customer တွေကိုကိုယုံကြည်တာနဲ့အခုအသက်30ကျော်အရွယ်ကိုအာကိုယ့်ရဲ့ customer တွေကိုယ့်ရဲ့ client တွေအစားပြီးတော့ကိုယ့်ရဲ့ family အစားကိုယုံကြည်မှုတွေ မတူတော့ဘူးပေါ့နော်အဲ့အတွက်ကြောင့်အမအမျိုးသမီးအမျိုးသားဆိုတာထက်ဒီအသက်ရွယ်အရာအမကတော့ယုံကြည်မှုတွေမတူတော့ဘူးဆိုတာပဲအမပြောပြချင်ပါတယ်အသက်20ကျော်တော့ဆိုရင်အမတို့အလုပ်လုပ်တဲ့အချိန်မှာ customer ရဲ့ respect ကအမတို့ပေါ်မှာအခုချိန်တော့မရှိခဲ့ဘူးပေါ့နော် ခလေးတက်တာအာညီမလေးခလေးလေးကနေလာပြီးတော့သူတို့ service ပေးနေရဆိုတော့အာ respect မျိုးကိုအမတို့ရခဲ့တယ်ပေါ့အခု30ကျော်ဆိုတဲ့အရွယ်မှာကျတော့အမတို့က respect ရတာတွေမတူတော့ဘူးအာသူတို့ဘက်ကနေပြီးတော့ကိုရီကိုတလေးတစားဆက်ဆံလာတယ်ကိုရီကသူတို့ service ပေးနေရဆိုပေမဲ့သူတို့ကနေပြီးတော့ကိုရီကိုတလေးတစားဆက်ဆံလာရဆိုတော့အဲယုံကြည်မှုတွေ respect တွေအမတို့ရခဲ့တယ်ပေါ့နော်ဆိုတော့အဲ့ဒီယုံကြည်မှုတွေ respect တွေဆိုတာလည်းအမတို့အာချက်ချင်းကြီးဖြစ်လာမျိုးမဟုတ်ဘူးအမအသက်20ကျော်အရွယ်တွေကအလုပ်စလုပ်ခရေကဒီအသက်30ကျော်အရွယ်အထိကို တကယ်ကိုဖောင်ဒေးရှင်းခန့်ခိုင်နဲ့တဆင့်ချင်းစီရလာတဲ့အရာမျိုးဖြစ်ပါတယ်။ဟုတ်လုပ်ငန်းခွင်မှာအလုပ်လုပ်နေတဲ့အမျိုးသမီးတိုင်းကတော့အစိတ်ဖိအားတွေကတော့ရှိကြတာပဲပေါ့နော်။ဆိုတော့အမကတော့စိတ်ဖိအားတွေရှိလာရင်အရေးကြီးဆုံးအချက်ကတော့စိတ်ကျန်းမာဖို့အတွက်ကအရေးကြီးဆုံးလို့အမထင်ပါတယ်။အာအဲ့တော့အမအစိတ်ကျန်းမာဖို့ဆိုရင်အမရဲ့ပထမဆုံးအဆင့်အနေနဲ့အမမပါလို့လဲဆိုလို့ရှိရင် အာကိုယ့်ရဲ့ပတ်ဝန်းကျင်မှာမှ analyze လုပ်တယ်ပေါ့နော်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာအရင် negativity ရေအရင်များတယ်ဆိုရင်အမအဲ့ဒီပတ်ဝန်းကျင်ကနေအမခဏရှောင်ထွက်တယ်အဲပြီးသွားလို့ရှိရင်အမခဏလေးဟိုသူတို့နဲ့ involve မဖြစ်အောင်အမနေတယ်ပေါ့နေပြီးသွားလို့ရှိရင်အမကကိုယ့်ကိုယ်ကို self reflect လုပ်တယ်ပေါ့နော်ကိုကိုကို self reflect လုပ်ပြီးတော့ self analysis လုပ်တယ်လုပ်ပြီးရင်ကိုမှာအားနည်းတယ်လို့ထင်တဲ့အရာကိုပဲအမကအားသာချက်ဖြစ်အောင်လို့ကိုကို self motivation ပဲပေးတယ်ဆိုတော့အမကအဓိကစာအုပ်တွေဖတ်တယ်ကုတ်စေနားထောင်တယ်ဆိုတာထက်ဆိုင်အမ podcast လေးတွေအမနားထောင်တယ်အာများသောအားဖြင့်အမကဆီအမမွန်ဟွန်စီရဲ့ podcast တွေမှာနားထောင်ဖြစ်တာများတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးတွေနဲ့ပဲအမကိုကိုကို self motivation ပေးပါတယ် ာမျိုးသမီးတယောက်ကအာ self care လုပ်ဖို့လိုလိုပါတယ်မျိုးသမီးတယောက်က အာစိတ်ကျမ်းပါဖို့ပဲလိုတယ်ကိုကျမ်းပါဖို့လည်းလိုတယ်ပေါ့နော်ဆိုတော့အမကတော့အမှန်တိုင်းပြောရရင်ကိုကိုကိုဝင်ခံပါတယ်ခန္ဓာကိုကျမ်းပါဖို့အတွက်ကိုအမကိုကိုကို excuse တွေအရင်ပေးနေတယ်အမ exercise တွေလုပ်ဖို့အမပြင်းနေတယ်ပေါ့နော်ဒါပေမဲ့အမကတော့ပုံမှန်အဖြစ်တော့ကိုကို skin care တွေလုပ်ဖြစ်တယ် aesthetic clinic တွေတော့အမတတ်နိုင်တလောက်အားရင်အားတဲ့အချိန်တိုင်းမှာသွားဖြစ်တယ်ပေါ့နော်အာဒီဒီ mental ဘိုင်းပေါ့နော် စိတ်ကျမ်းပါဖို့အတွက်ကကြတော့အမတို့အမျိုးသမီးတွေကအာ လုပ်ငန်းခွင်မှာရှိနေတဲ့အမျိုးသမီးတွေကအဲနေတိုင်းလူပေါင်းစုံနဲ့ထိတွေ့ဆက်ဆံပြီးအလုပ်လုပ်နေရတဲ့အချိန်မှာအမတို့စီမှာ emotional ပေါင်းစုံဆိုတာလေတနေ့တနေ့တက်လိုက်ကြလိုက်နဲ့ကြုံနေရတာပေါ့နော်အမတို့မှာရင်ဖွင့်စရာနေရဆိုတာလေးလိုပါတယ်အမဆိုရင်အာတချို့ကိစ္စတွေဆိုရင်အမမိဘတွေပြောလို့မရအောင်အမအမျိုးသားကိုပြောလို့မရအောင်အမရဲ့တငယ်ချင်းတွေပြောလို့မရတဲ့ တိုင်ပင်လို့မရတဲ့အရာတွေရှိတယ်ပေါ့နော်သူတို့အနေနဲ့ကိုကကြတော့သားသမီးဖြစ်တယ်ပြီးတော့အမ်မိန်းမပေါ့နော်ကိုရဲ့အမျိုးသမီးဖြစ်တယ်ကိုရဲ့အမဖြစ်တယ်ညီမဖြစ်တဲ့အခါကျတော့ကိုသွားတိုင်ပင်တဲ့အခါကျလို့ရှင် bias ဖြစ်တဲ့အဖြစ်မျိုးတွေရလာမှာဆိုလို့ဘာလို့လဲဆိုတော့သူတို့က ကိုယ့်ရဲ့လူတွေပေါ့နော်ကိုယ့်လူတွေဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ဘက်ကိုလိုက်ပြီးတော့ပြောပြတဲ့အဖြစ်မျိုးတွေရလာမှာဆိုလို့အမကနေပြောကိုယ့်ကိုလုံးဝမသိဘဲနဲ့ကိုယ့်ကိုတကယ်တမ်း analyze လုပ်ပေးနိုင်တဲ့သူမျိုးစီမှာအမရင်သွားဖွင့်ပြီးတော့တိုင်ပင်နာမျိုးတွေအမလုပ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့အမျိုးသမီးတိုင်းကအာကိုချင်းယူတင်ယူရမယ် counseling သွားတင်သွားရမယ်ဆိုတော့အဲရင်ဖွင့်စရာနေရာလေးပေါ့အမအာရဖို့အတွက်ကိုအကောင်းဆုံးတိုက်တွန်းပါတယ် အမပိုကောင်းတဲ့ service တွေရောအမဒီ JPP Medical Travel နဲ့အချိတ်ဆက်ပြီးသွားလာနေတဲ့ညီမရဲ့ customer တွေကိုအပေးဖို့အတွက်ကိုအမပြင်ဆင်နေပါတယ်။အာပြီးတော့နောက်တစ်ခုကညီမနိုင်ငံမှာအလူတော်တော်များများကဒီအမကန်နဲ့ပတ်သက်တဲ့ knowledge တွေအရင်နည်းနေသေးတယ်ပေါ့နော်။အဲဒီအတွက်ကြောင့်မို့အမအမြဲတမ်းအမ မရဲ့ team ပေါ့နော်အမရဲ့ agency team ကိုတလောက်ကိုတစ်ကြိမ်ဖြစ်သည်နှစ်ကြိမ်ဖြစ်သည်အမအများတဲ့ပွဲတွေလုပ်ပေးပြီးတော့ဒီ insurance awareness တွေအကုန်လုံးရအောင်လို့အတွက်ကိုအမလုပ်ပေးနေတယ်ပြီးတော့ဒီထက်ပိုကောင်းတဲ့ service တွေပေးမယ်ဒီထက်ပိုကောင်းတဲ့ awareness session တွေလုပ်ပေးဖို့အတွက်ကိုလည်းအမစူးစမ်းနေပါတယ်အမရဲ့ဒီအလုံးလုံးလာတဲ့အတွေ့အကြုံအရတော့မိမတွေကပို့ပြီးတော့ resilient ကောင်းတယ်လို့မှထင်နေပေါ့နော် resilient ကောင်းတယ်အဲမိမတွေကအဲသူတို့ ဒီဟိုပါပေါ့အိမ်အောင်ပြုတ်ကြရတယ်။တားမွေးကြရတယ်။ပြီးတော့တားတွေကိုပြုစု ပြိုးထောင်ကြရတယ်။ပြီးတော့ at the same time မှာပဲဒီလုပ်ငန်းတွေကိုသူတို့ကလုတ်လုတ်ကင်ပြီးတော့ manage လုပ်ပြီးတော့အောင်မြင်တဲ့အမျိုးသမီးတွေဖြစ်နေကြရတယ်လို့အမတွေ့မြင်နေရတဲ့အမျိုးသမီးအများကြီးရှိတယ်ပေါ့နော်။အဲ့တော့မိမတွေက resilient ပိုကောင်းတယ်။ logarithm လည်းပိုခံနိုင်တယ်လို့အမထင်တယ်။အဲ့ဒါကအမှန်တမ်းပြောရလို့ရှင်ဖះကပေးထားတဲ့ အဲဆုလက်ပေါ့နော်မိမတွေမှာရှိတဲ့ဆုလက်လိုပဲအမားထင်တယ်အဲဒီတော့ပြင်ဆင်စရာကတော့အများကြီးမရှိပါဘူးမတော်မှာက naturally gifted ဖြစ်ပြီးသားပါအဲဒီအတွက်ကြောင့်မလို့အဲအဓိကတော့ဖြစ်ချင်တဲ့စိတ်ရဲ့ဖြစ်အောင် လုပ်မယ်ဆိုတော့ခံယူချက်ကနှစ်ခုနဲ့ဆိုရင်အဆင်ပြေပါတယ်အာအမအကြံပေးချင်တာကတော့ trust the nature process ပေါ့နော် trust the nature process ဆိုတာကအမတို့ကမျိုးစီလေးကိုအမတို့ကမြေကြီးထဲမှာစိုက်လိုက်တယ်စိုက်လိုက်ပြီးတော့အမတို့ရဲ့အလုပ်တွေ ရေလောင်းမယ်ပေါင်းတင်မယ်အားစေထဲမယ်နေတိုင်းဟာအမြင့်ထွက်ပြီလားအကိုင်းထွက်ပြီလားဆိုတော့တူးကြည့်နေစရာမလိုကိုလှုပ်เสียရှိတဲ့အလုပ်ပေါ်အမှနေတိုင်းလှုပ်သွားရုံပဲတနေ့တစ်ချိန်ညရင်အကိုင်းလေးတွေထွက်လာမယ်အမြင့်တွေထွက်လာမယ်အရွက်ကလေးတွေထွက်လာမယ်အပွင့်တွေပွင့်လာမယ်အသေးတွေပြီးလာမယ်ဆိုတာကဒါတကယ် natural process ပဲ အမကိုလောက်ဆရာရှိတဲ့အလုပ်ကိုရေလောင်းမယ်ပေါင်းတင်မယ်အားသေးထည့်မယ်ဆိုတာကတော့လုပ်ကိုလုပ်ရမှာပဲအဲ့ဒီတော့အဓိကကစိတ်ရှည်ရမယ်ကိုလောက်ဆရာရှိတဲ့အလုပ်ကိုလုပ်ရမယ်အမအရှိမရပြောခဲ့သလိုပဲ resilient ကောင်းရမယ်ဘာကြောင့်လဲဆိုတော့လူလောကရင်မှာကိုစူးစမ်းတိုင်းဖြစ်လာမှာမဟုတ်ဘူးကိုစူးစမ်းပြီးတော့လည်းမဖြစ်လာဘဲနဲ့ objection တွေရှိရ rejection တွေရှိရအဲ့ဒါတွေကကြုံရမှာပဲအဲ့ဒီအချိန်မှာအမတို့အဓိကအရေးကြီးတာဘာလဲဆိုတော့ resilient နဲ့အရေးကြီးတယ်တကယ်တမ်းပြောရမယ်ဆိုတော့ logarithm ပေါ့နော်ဒီဒီစီးပွားရေးမှာကြုံဆုံလာမဲ့ logarithm တွေကိုတကယ်ခံနိုင်ရင်ရှိဖို့ပဲလိုတာပါအဲ့တော့ trust the nature process ပြီးသွားရင် resilient ကောင်းရမယ်စိတ်ရှည်ရမယ်ပြီးတော့ခံယူချက်ကောင်းရင်ရပါတယ်။အမတို့အရွယ်ကအသက်30ကျော်အရွယ်ဆိုတာဒါလူလက်ပိုင်းအရွယ်မှာအမတို့ဆောက်ဝင်လာပြီပေါ့နော်။အဲ့တော့ mid life crisis ဆိုတာရှိရယ်။အဲဘာကြောင့်လဲဆိုတော့နံပါတ်1အချက်ကအမတို့စီးပွားရေးလုပ်နေကြတယ်၊ရုန်းကန်နေကြတဲ့အရွယ်ပေါ့။ အဲလုံလုံခံနေကြတဲ့အရွယ်ထဲမှာဒီလူလက်ပိုင်းတော်တော်များများအရင်အောင်မြင်တဲ့ percentage ထဲမှာမပါသေးဘူးအဲနံပါတ်1အချက်ပေါ့နော်နံပါတ်2အချက်ကကြတော့ပါလဲဆိုတော့ကိုယ့်ရဲ့မိသားစုမှာရှိကိုယ့်ရဲ့အဖေနဲ့အမေပေါ့ကိုယ့်ရဲ့အဖေနဲ့အမေကလည်းအသက်တဖြည်းဖြည်းကြီးလာတာဖြစ်တဲ့အတွက်ကြောင့်မို့သူတို့လည်းစောင့်ရှောက်ဖို့ဆိုတာကိုယ့်ရဲ့စီမံကတာဝန်ရဖြစ်လာတဲ့အရွယ်မှန်တယ်ပြောရရင်စိတ်ဖိအားစိတ်ဖိစည်းမှုတွေအရင်များနေတဲ့အရွယ်ဖြစ်နေရပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုတော့ crisis ဖြစ်တဲ့အဲ့ဒီအချိန်မှာအဲ့တော့အဲ့ဒီ crisis ဖြစ်နေတဲ့အချိန်မှာကိုက ကိုမှ mentor လုပ်ပေးမဲ့သူကိုကိုလမ်းပြပေးမဲ့သူကိုထင်နေရမှားနေရတဲ့အကုန်လုံးကိုပြန်ပြီးတော့ set reflect လုပ်ပြီးတော့အမှန်မြင်အောင်လုပ်ပေးနိုင်မဲ့သူဆိုတာလိုအပ်တယ်အဲ့ဒီအတွက်ကြောင့်မို့အမတို့က coaching session တွေ counseling session တွေအမတို့တော့တွားရမယ်ဒီ coaching တွေ counseling တွေထဲအမတို့နောက်တစ်ခုကကျတော့တရားဘာဝနာပေါ့နော်တရားဘာဝနာအားထုတ်တယ်တရားတွေဘာတွေလဲနားလို့ရပါတယ်အာဗုဒ္ဓဘာသာရေလုံးမမဟုတ်ပဲနဲ့ကိုယ့်ရဲ့တတ်ဆိုင်ရာဘာသာအသီးသီးမှာကိုယ်ကိုညွှန်ပြပေးမဲ့ဘာသာရေးဆရာတွေဆရာနေလဲအမတို့လေ့လာသင်ယူမှုတွေလုပ်တဲ့ 罗马天马那些。